အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေလည်းကြိုဆိုပါရစေဟုတ်ကဲ့ပါခင်ဗျာကျွန်တော်တို့ပေါ့နော်ဒီညမှာရှင်းပြကစားကြမယ်ကဘာဘာရှစ်စစ်ပွဲစဉ်တွေကိုကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အနေနဲ့ပေါ့နော်ဒါတူတူနဲ့လူရင်းလောက်ပဲရှင်းပြပြီးတော့ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျာနည်းနည်းတော့နောက်ကျသွားပြီပေါ့နော်အဲကျွန်တော်ပထမဆုံးပွဲစဉ်ဖြစ်တဲ့ကျွန်တော် ETD နဲ့ပေါ့နော် Iceland ပွဲစဉ်ကျွန်တော်ရွေးချယ်ပေးမှာ ETD ကနှလုံးသားအင်္ဂွတ်မှာပေါ်ရီးသေးဖောက်ပေးထားတယ်အခုလက်ရှိသေးဝေါင်းသေးကတော့၃လုံးရှုံသေးပေးထားလေးလုံးသမားအပြည့်သားပေးထားတာဖြစ်တယ်ဗျာ ဆိုတော့အီတလီကဒီနေ့နိုင်ပွဲရောက်သွားရင်သူ့ရဲ့အထက်မှာရှိနေတယ်ဗောနော်ဒါနော်ဝေးဆက်လက်ဖိအားပေးရမှာလည်းဖြစ်တယ်ကြောက်အဲ့ကြတော့အီတလီနဲ့လက်ကျန်ပွဲတွေအကောင်းဆုံးကမ္ဘာစစ်ရင်တော့ဒါကဘာဗလာရှစ်စစ်ပွဲစဉ်ရောဒိတ်လိုက်ဒါရောက်ရှိသွားမှာလည်းဖြစ်တယ်ဗျအင်ကွင်းကောဒါအဝေးကွင်းကောဒါနိုင်ပွဲတွေပြန်လည်ရရှိထားတဲ့အီတလီအနေနဲ့ဒီနှလုံးသားရင်းနဲ့ဒါကိုပေါင်းသေးကသုံးလုံးချုံပေးထားတဲ့ဒေတာဆိုရင်ဒီနေ့အီတလီဘက်အနိုင်ရယူပြီးတော့ဗောနော်ဒီနောက်ထပ်တစ်ဆင့်ဗောနော်တက်ဖို့တော့ကိုစ조사လာပြီးတော့အနိုင်သုံးမဲ့ရောက်သွားလိမ့်မယ်ပဲကျွန်တော်တွေးမြင်မိတယ်ဗျဟိုကမန်ယာလက်ကတော့ဒါအီတလီ2-3လောက်ထိ ထပ်တပွင့်ပို့သွားလိမ့်မယ်မို့နော်အကျော်ကျွန်တော်ရဲ့စိတ်ကြိုက်ကတော့အီတလီနဲ့ဒီအာဆနယ်ပွဲစမှာကျွန်တော်အင်္ဂွင်ဖြစ်တဲ့အီတလီပေါ်ဒီပဲကျွန်တော်ရွေးချယ်ပေးချင်ပါတယ်နောက်ထပ်တပွဲဖြစ်တဲ့ဗျာပေါ်တူဂီနဲ့ပေါ်တော့ဒါဟန်ဂရီပွဲဆိုကျွန်တော်ရွေးချယ်ပေးမှာဖြစ်တယ်ဗျာပေါ်တူဂီကတော့အင်္ဂွင်မှာနှလုံးသားမှာကြာဆုံးစားသေးပေးထားယူကိုပေါင်းသေး၃လုံးသားမှာကြာဆုံးအချိန်လေးဖောက်ပေးထားတယ်ဟန်ဂရီကိုနောက်ဆုံးကစားခဲ့တဲ့ပွဲစမှာဆိုပေါ်တူဂီလို့ပေါ်တော့ဒါ ကိုအနေနဲ့နိုင်ရရှိသွားပြီးတော့ဒီဟန်ဂရီနဲ့ထိတ်တိုက်တွေ့ဆုံလာဆိုရင်လည်းကိုနှစ်ဖက်တောင်းပေါ့နော်ပေါင်းရမှာအားလုံးထိကြော်ထားလိုက်တွေ့ရပြီဒါပေမဲ့ပေါ်တူဂီအင်ဂွင်းမှာကိုအပြက်ကြီးတွင်းသွားပြီးတော့နောက်တဲ့ဟန်ဂရီကလည်းပေါ့နော်ကိုကြီးပြန်တွင်းလိုက်မယ်လို့တွင်းနေမိတယ်ပေါ်တူဂီကလည်းဒါဒီဘွဲကိုအနိုင်ရရှိအောင်ကစားပြီးတော့နောက်ထပ်လက်ကျန်ဘွဲတွေကိုတည်ကြပါလာလေဒါသူ့နဲ့အစီအမံမှာတွေ့ဒီနေ့ဘွဲတော့ရှုံးခံလို့မဖြစ်ဘူးဗျနှစ်ပင်ပေါင်းထိတိုက်တွေ့ဆုံမှုကြည့်မယ်ဆိုရင်ပေါ်တူဂီကအသာသေးရတယ်ဆိုမှကိုခံမှန်းရလက်ကတော့ကျွန်တော်ကတော့ဒါ3-1 42တလောက်ဒီဖြစ်သွားလိမ့်မယ်လို့တွေးမြင်မိတယ်စိတ်ကြဝေးရှိပြရတော့ပေါ်တူဂီနဲ့ဟန်ဂရီပေါ်စီမှာကျွန်တော်တို့ကိုပေါင်းအပေါ်ပဲကျွန်တော်ကြိုက်နှစ်သက်ပါတယ်လိုက်ပြီးတော့လဲစော်ကစားသိချင်းပါတယ်ခင်ဗျာနော်နောက်တစ်ပွဲဖြစ်တဲ့ပြစပိန်ပွဲစဉ်ကိုကျွန်တော်ရွေးချယ်ပေးထားတာလည်းဖြစ်တယ်အင်္ဂွင်းဖြစ်တဲ့စပိန်ကနေပြီးတော့နောက်ဒါဘူဂေရီးယားကိုကြောထားမှာဆိုလေးလုံးသေးကိုပေါင်းသေးကလေးလုံးချုံသေးပေးထားပြစပိန်သေးတော်တော်များတယ်နောက်ဆုံးကစားရတဲ့နိုင်ငံပွဲစဉ်မှာဆိုစပိန်ဒါနှလုံး0နဲ့အနိုင်ရရှိထားပြီးတော့ဘူဂေရီးယားကတော့ချုံနေထားတယ်ပြကိုပြဒါမှမဟုတ်ဝင်းဖြစ်တဲ့ဘီဂေလီးယားပေါ့နော်ဒါ ဝန်းညံ့တယ်လို့ပြောရရအင်ကွင်းအားတာလဲစပေးရနောက်ထပ်အနိုင်၃မှတ်နဲ့တာ၈စပွဲကိုသိကြတော့အနိုင်ယူသွားရင်တော့ကျွန်တော်ကတော့ဒီနေ့ပွဲစဉ်မှာလဲစပိန်ပဲအနည်းဆုံးတာ 3G အဲ့တပို့လည်းပို့သွားပြီးတော့ 3G လောက်ဖြစ်နိုင်နေပြဒါပေမဲ့အရေးစွန်ပြီးတော့ serving body ပဲကျွန်တော်လိုက်ပြီးတော့ရွေးချယ်ပေးခြင်းနဲ့ပေါ့နော်စော်စားပေးခြင်းပါတယ်နောက်တစ်ဝက်ဖြစ်တာပေါ့တူရကီပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျတူရကီကတော့ဒီနေ့ပွဲစဉ်မှာပေါ့နော်ဂျော်ဂျီယံနဲ့ကစားမှာဖြစ်တယ်ဗျဂျော်ဂျီယံဝေကွညံ့နဲ့တူရကီရမှလိုအပ်ချက်တွေရှိနေတယ်ဒါကြောင့်မို့အဲခွင့်ပြတဲ့တူရကီကသလုံးတွေပေးထားတယ်ကိုပေါင်းစီသလုံးတွေပေးထားတယ်ဗျဆိုတော့တူရကီနည်းနည်းဒီသလုံးတွေပေးထားတယ်ကိုပေါင်းစီသလုံးတွေပေးထားရစေ ဒါပေမဲ့ဂျော်ဂျီယံတော့ short တက်လို့မရဘူးဝင်းဝင်းကိုထိန်း short တက်ပြီးတော့တူတူအင်ဝင်းလည်းမာရဲဆိုတော့နှစ်သိန်းတော့ကိုခံမရပါဘူးနှစ်တက်လောက်ဖြစ်သွားပြီးတော့တူတူကြီးတစ်ဖက်တည်းမှာနိုင်ရရှိသွားလိမ့်မယ်လို့ပဲကျွန်တော်ခံမရလည်းမိပါတယ်စစ်ကြောက်ရွှေ့ချက်ပေးရမှာဆိုရင်တော့တူတူကြီးနဲ့ဒီဂျော်ဂျီယံကိုပွဲစဉ်မှာဆိုရင်လည်းကျွန်တော်ကတော့ဒါကျွန်တော်အကြိုက်ကတော့ကိုပေါင်းအောက်ကိုပဲကျွန်တော်ဂျိုင်းနေတက်ပါတယ်ခင်ဗျာနော်ဟုတ်ပါကျွန်တော်ရွေးချယ်ပေးထားတဲ့ဒါကမ္ဘာဖလက်ရှစ်စပွဲစဉ်တွေမှာအကြက်ရှင်းလို့မဆိုလိုက်ပြီးဆော့ကြကြပါလေးပွဲသလုံး body ဆော့ရတယ်လေးပွဲသလုံးမောင်းနဲ့ dress ဆော့ကြပါခင်ဗျာနော်ဟုတ်ကဲ့ပါလေးပွဲစဉ်တွေပြန်စားတော့မှာဆိုတော့ကျွန်တော်ကျွန်တော် YouTube channel ပြန်လာလဲငါ support channel မှာတင်ဆက်ပေးသွားမှာမလို့တော့ကြည့်ရှုအားပေးကြဖို့လည်းဖိတ်ခေါ်ပါရစေအားလုံးပဲကံကောင်းကြပါစေကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ